င်္ဂလာပါ ချက်မင်မေ application ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ကျမရေခန္ဓာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာဒေါက်တာဆိုင်းမြတ်သူပါအဲဒီနေ့မှာတော့ဆရာရုစီကိုမေးလာတဲ့မေးခွန်းလေးတွေကတင့်တော်ရာလေးတွေကိုယူပြီးတော့ဆရာဖြေကြားပေးသွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့အတွက်ပထမအဆုံးမေးခွန်းလေးကဆရာရေးတဲ့ကလေးကရက်တရာပြေပါပြီတဲ့ကလေးကိုချင်းအရန်ကြိုက်လို့ချင်းကြိုက်ရင်ဘာစေးလိမ့်ပေးတဲ့တလဲမကြိုက်အောင်ဘယ်လိုလိမ့်စေးနဲ့ကာကွယ်လို့ရတယ်လဲဆရာတဲ့အခု Cadramivi လိမ့်ပေးနေပါတယ်တဲ့ကလေးအတွက်တင့်တော်ရဲ့လာဖြည့်ချပေးပါဦးနဲ့နော်အဲ့တော့ဆရာတို့ကလေးကအခုဒါကလာသားလေးပဲရှိသေးတယ်နော်ရက်တရာဆိုတော့၃လကျော်ယုံလေးပဲရှိသေးတယ်အဲ့တော့ဒီအရွယ်လေးတွေမှာအကောင်းဆုံးခြင်ကိုကာကွယ်ရမှာကတော့လိမ့်နာတွေထက်မကိုက်အောင်ထားဖို့ပဲနော်ဆိုတော့အခန်းကိုခြင်လုံးစကားတက်တာပဲဖြစ်ဖြစ်ကလေးကိုခြင်တော်လေးနဲ့တိတ်တာပဲဖြစ်ဖြစ်နော်ဆိုတော့ဒီအရွယ်ကမတက်တောင်မရက်တတ်သေးဘူးလမ်းလျှောက်ဖို့ဆိုတော့ဝေလာဝေးဆိုတော့ထားရမှာပဲနေရတယ် အရွယ်ပဲရှိသေးတယ်နော်ဆိုတော့ဒီအရွယ်မှာတော့တတ်နိုင်သမျှဆရာတို့ကသူ့ကိုလုံလုံခြုံခြုံဖြစ်အောင်ကာပေးနိုင်ရင်အကောင်းဆုံးပဲနော်ဟုတ်လို့ဆိုတော့လင်းစေးတွေကအန္တရာယ်ရှိတယ်မလင်းစေချင်ဘူးအပေါ်မလင်းလင်းပြောရရင်ဆရာတို့ကလေးကိုချိန်မကောက်အောင်ကာကွယ်တဲ့လိမ့်စေးတွေကိုဒီလာသားဒီအွယ်လေးတွေကိုမလိမ့်ပေးစေချင်ပါဘူးเนาะအဲ့တော့ချိန်ကိုက်ဖို့တွေ ဖြစ်လာလို့သူတို့ကက်ထရမင်းဖီလိမ့်နေဆိုရင်လေဒါဟိုကောင်းသောဆေးကိုလိမ့်ခြင်းတော့မှန်ပေမဲ့ဆရာတို့ကတော့ allergic ပုံစံမျိုးအထိရဲတက်မလာဘူးဆိုရင်တော့ဘာမှလိမ့်စရာမလိုဘဲနဲ့ချင်းကိုက်ထားတဲ့နေရာသူကနေသူပြန်ပိန်သွားမှာပဲเนาะချင်းကိုက်ထားတဲ့အဆက်ကလေးတွေတော့ကြံခဲ့နိုင်တာပေါ့လေဆိုတော့ဟိုတက်နိုင်သမျှတော့ဆရာတို့ကတော့ allergic လို့ရဲတက်မလာရင်တော့မလိမ့်ဘာမှမလိမ့်မဲနဲ့ထားလို့ရပါတယ်เนาะ အဲ့တော့ကာကွယ်တဲ့နည်းအနေနဲ့ကတော့လိမ့်စေးကိုဘာဘာလိမ့်စေးမှမလိမ့်ပါနဲ့အဲ့တော့ကလေးအင်ကြီးတွေเนาะပကတ်ကလေးတွေမှာကတ်ပေးလို့ရတယ်ဆရာတို့ eucalyptus oil ကနေပြီးတော့ထုတ်ထားတယ်เนาะ eucalyptus ကနေထုတ်ထားတယ်ချင်မကိုက်ကတ်ခွာလေးတွေရှိတယ်ဒါလေးတွေကတော့ကတ်ပေးလို့ရတယ်เนาะကလေးအသားကိုမကတ်ဘူးเนาะဆိုတော့ဘေးနားမှာရှိတဲ့အဝတ်ဒီအဝတ်ထည်တွေเนาะဟိုဒီကဒင်တို့ဘာလို့ပေါ့เนาะဒီနားလေးတွေမှာကတ်ထားပေးလို့ရတယ်ဒီလောက်ပဲလုတ်ပေးဈေးချင်းပါတယ် အဲ့တော့ကလေးကိုအကောင်းဆုံးကာကွယ်ဖို့ကတော့ဆရာတို့ခြင်လုံးစကားခြင်လုံးဒီခြင်တောင်ကလေးတွေပေါ့နထားလေးတွေနဲ့တိတ်ပေးတာဟာအကောင်းဆုံးလို့ပဲဆရာပြောချင်ပါတယ်နော်မိခင်နဲ့ကလေးကျမကြီးနဲ့ပတ်သက်တဲ့မိကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြည့်ချပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမိကွန်းမင်းမီဆိုတဲ့နေရာလေးမှာမိကွန်းလေးတွေပို့ထားလို့ရပြီနော်